ဂရနီကရားပြည်မှာစစ်ကော်မရှင်တန်းနဲ့ဂရနီတော်လန်ရေးတပ်ပေါင်းစုတွေကြားစစ်ရေးတင်းမာမှုတွေကြောင့်ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေဟာစိုးရိမ်စရာဖြစ်လာပါရဲ့နိုဝင်ဘာလ17ရက်နေ့ကစပြီးဖူโซဘောလကဲလမ်းပိုင်းတနီးယာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကော်မရှင်တပ်ဖွဲ့ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရဲ့ နိုဝင်ဘာလ23ရက်နေ့မှာဆိုရင်ဖရူโซမျိုးအနောက်ဘက်ကရွာတရွာကိုလက်နဲ့ကြီးကြီးလေးလုံးအထိကြားရောက်ခဲ့ပါတယ်။ဒါပေမဲ့လူထိခိုက်တော့မရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ဒါပြင်နမခုံမျိုးနယ်ထဲမှာလည်းနိုဝင်ဘာလ12ရက်နေ့ကစစ်ကုမရှင်ကလက်နဲ့ကြီးနဲ့ပြစ်ခတ်ဓာရီကြောင့်ဖုန်ကြီးကြောင့်မုတ်ဥပျက်စီးခဲ့ပြီးအရက်သားတေရောက်လက်နဲ့ကြီးအစရှက်ထိဒဏ်ရာရခဲ့ပါတယ်။ ဘိုက်ကော်မြူနဲ့အရှိဖက်ချံကစစ်ဆောင်စခန်းတစ်ခုမှာခိုလုံနေတဲ့အိတ်ထောင်စုတထောင်ဝန်းကျင်ဟာလည်းစစ်ကွန်မရှင်တပ်ရဲ့မြေပြင်စစ်ကြောင်းထိုးလာမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘီကေယာကိုထက်ဆင့်ရွှေ့ပြောင်းသိမ်းဆောင်နေကြရပါတယ်။တိုက်ပွဲတွေကြောင့်စပားနဲ့မြေပဲရိတ်သိမ်းရမယ့်ယာတီမှာဒီသခန့်တောက်သူတွေစိုက်ခင်တဲ့မဝင်ရဲပဲအသက်မွေးဝမ်းကြောက်အတွက်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်တွေနဲ့ဒီသခန့်တွေကပြောပါရယ်။